ဒီမှာ180កောက်နေနဲ့ပြန်ဆွဲတာဗောနော်180កောက်နေ180កောက်နေနဲ့ဒီပစ်တမ်းမှာပြန်ဆွဲတယ်เนาะချောင်းအပေါ်ချောင်းအောက်ချောင်းတန်ချီရနှစ်ထပ်ချီရတာဗောနော်ဒီမှာတန်ချီဆိုရင်ဒီပစ်တမ်းနဲ့နေတော့တနမလောက်မှခွာတာဗောနော်တနမလောက်ခွာပြီးတော့ချီရတာနည်းနည်းဒီတော့ဒီမှာထားလို့မရဘူးဒီမှာထားမယ်ဆိုလို့ရှိရင်ဒီမှာအားနေတော့မှာဗောနော်အဲကြောင့်ဒီကောင်နဲ့ဆိုရင်ပစ်တမ်းနဲ့ကိုတနမအခွာတော့ပဲထားတယ် မတန်ချီရပါတော့ဒီမှာအကုန်လုံးဒီပုံစံပဲအဲဒီမှာတို့ဒီမှာဆိုရင်ပစ်တန်အနေထားပါတော့အဲ့တော့နှစ်ချက်တိုက်နှစ်ချက်တိုက်ပါတော့နာပေါ်တက်ပေါ့အခန်း16ဂန်းပါတယ်အစန်း16ဂန်းပါမယ်နော်အောက်ထပ်မှာကတော့အောက်ထပ်မှာ9ဂန်းဒီမှာကောက်တင်နေကြောင်းချီရပါတော့တန်ချီနည်းဒါ အိမ်သာအိမ်သာအဆက်မှာလဲဒီလိုမျိုးပေါ့နော်ကောက်တွေထည့်ထားတာပေါ့နော်အိမ်သာအဆက်မှာလဲတရားစစ်စစ်ကိုေးတွေနဲ့ဒီဘက်ကိုပြန်ချိတ်ထားတာပေါ့နော်ဟိုဘက်ကိုပြန်ချိတ်ထားတယ်တရားစစ်စစ်ကိုေးအောက်မှာလဲအိမ်သာတရားစစ်စစ်ကိုေးကအိမ်သာတော့ပေါ့နော်ချထားပြီးတယ်ပါဒီမှာမဖြစ်ဆိုတော့သူကနှစ်စစ်ဖြစ်သွားတယ်အိမ်သာကတစ်စစ်ဒီအပေါ်ကဆက်လက်ကတစ်စစ်ဆိုတော့နှစ်စစ်တော့ဒီမှာအဲသူတို့ရဲ့ပြောမယ်ဆိုရင်လွတ်တော်ပေါ့အဆက်ပေါ့နော်အဆက်မှဆိုရင် ဒီဘက်မှာ160ကိုရှိရယ်ဒီမှာ160ကိုရှိရယ်အောက်မှာလည်း160ကိုရရှိရပါတော့เนาะ160ကိုနေနေဒီဘက်အဆက်မှာပြန်ဆွဲထားတာပေါ့เนาะဒီမှာတန်ချီရဲ့နေလေးပါတန်ကတော့ချီပြီးလေးပါဘူးဒီမှာဒီနေ့မြေကဒီနေ့မြေတုံးနေခံထားနေပေါ့เนาะဒီမှာအတန်ချက်လောက်ကိုအောက်ကအခင်းကိုမချိအောင်လို့ဒီနေ့ ပြင်းပြီနောက်မရှင်ကြိုက်ပြီဒီတန်ကအောက်ရောက်သွားပြီးတန်မမြင်အောင်လို့ပေါ့နော်တန်တန်ပေါ်မှာကြောက်လို့ဒီမှာကိုလူချင်းနဲ့အနည်းဆုံးကတော့တလမသုံးလေးခံထားတာပေါ့နော်ဒီမှာကလည်းတလမသုံးလေးခံထားတာပေါ့နှစ်စစ်ပေါ့ခွာလာတယ်ပေါ့တန်ချစ်သေးပါတတိယနောက်လေးကြောပြဆူပြချင်းဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်